ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ Overflow Music Festival ဖြောဖြေပွဲနဲ့ပတ်သက်ပြီးတိဆိုဖြောဖြေသူများပွဲစီစဉ်သူများအပအဝင်စုစုပေါင်း16ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။ဖြစ်စဉ်မှာ2025ခုနှစ် November လ2ရက်နေ့ညပိုင်းကရန်ကုန်မြို့တင်ကန်းကျွန်းမြို့နယ် Eastern Yangon Event Park မှာကျင်းပခဲ့တဲ့ Overflow Music Festival ဖြောဖြေပွဲမှာဖြစ်ပွားခဲ့တာပါ။အဆိုပါပွဲမှာအဆိုတော် Wink ခေါ်ရဲဝင်းအောင်နဲ့ဘက်ခိုဘိန်ခေါ်တိမ်မန်ထိုက်ကိုဦးဆောင်တဲ့အဖွဲ့ဟာအများပြည်သူကိုစိုးရင်ထိတ်လန့်မှုချစ်စေပြီးညံ့ညမ်းတဲ့စကားတွေပြောဆိုကဖျော်ဖြေခဲ့ကြတယ်လို့ဆိုပါတယ်အထူးသဖြင့်5.5556တချင်းကိုဖျော်ဖြေတဲ့အခါမှာကွန်ဒိုမြဖြန့်ကျဲပြီးပီဆိုခက်ခွန်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်ဒီလိုဖော်ထုတ်ချက်တွေအရာအခင်းထေပွားရာမှာပါဝင်ခဲ့သူတီဆိုခက်ခွန်ခဲ့သူဗီဒီယိုရိုက်ကုတ်ခဲ့သူအမျိုးသား30ဦးကိုဖမ်းဆီးရမိခဲ့ပါတယ် ဒါအပြင်ပွဲစီစဉ်သူတွေခေကြလဲတင်ရတနာသိက်ဟန်လင်းထက်အွန်ခတ်မော်ခေါ်ဂျပန်ကြီးလို့၃ဦးကလည်းဖန်းစီအေးယူထားတာကြောင့်စုစုပေါင်းဖန်းစီအေးယူထားသူ၁၆ဦးရှိပါတယ်။လက်ရှိမှာတော့ညဉ့်ညန်းစွာတိစိုးဖျောခေပြီးအများပြည်သူကိုစိုးရင်ထိတ်လန့်စေခဲ့သူနဲ့နဲ့ပွဲစီစဉ်သူတွေအားလုံးကိုတင်ကန်းကျွတ်မှုနဲ့သူဝနာနဲ့မြေရဲစခန်းမှာရာဇသက်ကြီးပုံမှန်900ကနှစ်ရခွန်လဲတစ်တစ်6တို့အရာအမှုဖွဲ့အေးယူဆောင်ရွက်လျက်ရှိကြောင်းတည်င်းထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။